ကိုဝင်ဆောင်မျိုးသမီးများညအချိန်အပြင်းမထွက်ကောင်းဒါလေးကတော့ညဘက်ခါတွေမှာမကောင်းဆိုးဝါးတွေပရလောကသားတွေကမြို့တွေရွာတွေထဲမှာဝင်ရောက်လေးရှိတယ်ဆိုတော့အယူအဆလေးကနေစင်ပွားလာခဲ့တာပဲဖြစ်ပါတယ်။ကိုဝင်ဆောင်တဲ့တွေကဇီဝတက်နှစ်ခုကိုထိမ့်သိမ်းထားရတဲ့လူတွေပဲဖြစ်ပါတယ်။ဂန္ဓရီပညာရဲ့သဘောအရာကံအားနှဲနေတဲ့လူလည်းဖြစ်ပါတယ်။အဲဒါကြောင့်မလို့မကောင်းဆိုးဝါးတွေကြီးဆိုးတဲ့အချိန်ညဘက်အချိန်တွေမှာအပြင်းထွက်ခြင်းကိုရှောင်စေခဲ့တာပဲဖြစ်ပါတယ်။ ကံအားနည်းနေတဲ့အပြင်ဇီဝအသက်ကို စတင်တိဆောက်ခါစားတရေသားအတွက်လည်းမလိုလားအပ်တဲ့အကျိုးတွေဖြစ်လာစေနိုင်တယ်လို့လည်းစိုးရိမ်ထိတ်လန့်တတ်ကြပါတယ်ကျွန်တော်လေးလာခဲ့ဖူးတလောက်ပေါ့နော်အရင်ဘဝကိုပြန်ပြောပြနိုင်တဲ့လူဝင်စားတွေရဲ့80ရာခိုင်နှုန်းကမိခင်ရဲ့ဝမ်းတိုင်းဝင်ရောက်တရေယူကြပါတယ်ဆိုလိုတာကတော့တရေတဲတဲ့အချိန်နဲ့ဝင်စားတဲ့အချိန်တစ်ချိန်နဲ့ဖြစ်ပါတယ်80ရာခိုင်နှုန်းလောက်ကတော့တရေတဲပြီးသားမိခင်ထံမှာဝင်စားခဲ့ကြတယ်လို့ဆိုထားပါတယ် ကျန်တဲ့လူတွေကတော့တရေယူချိန်ကိုရေးရရရပြောပြနိုင်ခြင်းမရှိပါဘူးအဲ့ဒါကြောင့်မလို့ဟိုးရှိရလူကြီးသူမာတွေရဲ့စိုးထိတ်မှုတွေကအကြောင်းအကျိုးဆက်ဆက်မှုရှိတယ်လို့တော့ကျွန်တော်ထင်မိပါတယ်။တာမန်အားနဲ့ကြည့်မယ်ဆိုရင်လည်းညဘက်အမောင်မှာမွေပါကင်းပါပေါများနိုင်တယ်။ခလုတ်ကန်တဲ့အဆူးညောင်းတွေကိုလည်းအလင်းရောင်မရှိတဲ့အတွက်ကောင်းစွာမမြင်နိုင်ပါဘူး။ကံအားနေနေတဲ့အချိန်မှာကံအားနေတဲ့လူတွေစီကိုအမောင်ဝေယောဂတွေကဝင်ရောက်ဖို့အတွက်အရန်ကိုလွယ်ကူပါတယ်။ဒါရီကြောင့်မလို့လဲရှိလူကြီးတွေကကိုဝင်ဆောင်တဲ့တွေကို ညနေဆောင်တွေဒါမှမဟုတ်ညဘက်တွေမှာအပြင်းမထွက်ဖို့တားမြစ်ခဲ့ကြခြင်းပဲဖြစ်မယ်လို့ယူဆမိပါတယ်